တော်လို့ငါတို့ roster ကနေတည်းကစီဘုံနဲ့ဆက်နေတယ်ရှိပြန်မှာဖြစ်ပါတော့ဒီနေ့တစ်ဆက်ပြချင်တာဘယ်ဗီဒီယိုလေးပေါ့နော်ငလင်ဘေးတော့ကိုင်းနေပေါ့နော်ပရလောကသားတွေရဲ့နှောက်ရမှုနဲ့တုံခဲ့ရတဲ့ပရခိတလုပ်တဲ့အဲကိုညောင်ရဲ့ရုပ်တံနေပေါ့နော်ဆိုတော့သူတို့ရဲ့ကိုတို့ဖြစ်လေပေါ့ဆိုတော့အဲ့ဒါလေးတစ်ချက်လောက်နှောင်းကြည့်လိုက်အောင်โอเคကျွန်တော်ကဒေါက်တာကွန်ဂျာမြတ်ဖြစ်ပါတယ်ဒီမြေတရေစေပရိုက်တာဖွဲ့ရပါတော့ကြီးချက်သူပေါ့เนาะအဲသူကတော့တယောက်ဆောင်နေမြတ်နေသူကဒီကျွန်တော်တို့လူငယ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်ပေါ့ ဟုတ်ကဲ့မှာကျွန်တော်တို့အင်းလေးကိုပေါ့နော်မေလာတရက်နေ့ကနေစပြီးတော့သွားရတယ်။သွားတဲ့အချိန်မှာအင်းလေးဒေသမှာရှိတယ်ဒီအင်ဂျီပေါ့နော်အင်ဂျီ30ဝန်းကြီးသား30လူခဲ့တယ်ပြီးတော့အင်ဂျီ200ကျော်အတွက်လည်းကျွန်တော်တို့360ကျော်နီးပါးတန်ဖိုးရှိရပစ္စည်းတွေလည်းဝေခဲ့ရပေါ့နော်အဲ့တော့ကျွန်တော်တို့အဲအလူတွေပြုတ်တယ်ပေါ့နော်ပြုတ်တဲ့အချိန်မှာကျွန်တော်တို့ဒီလန်ကြီးတစ်လျှောက်ကျုံခဲ့ရတယ်ထူးထူးဆန်းဆန်းဖြစ်ရလေးတွေရှိခဲ့တယ်ပေါ့နော်အဲ့ဒါလင်းမြတ်နေလို့ဆိုလို့ရှိရင်ကိုတွေ့ပဲပေါ့နော်အဲ့အကြောင်းလေးတွေကျွန်တော်တို့မီဒီယာတစ်ဆင့်မျှဝေပေးကြပါတကယ်ကိုကိုတွေ့ဖြစ်ရကျုံရတယ်ဆိုတော့လေ အဲ့လိုမျိုးတကယ်ကိုအခုပြန်သွေးလိုက်တိုင်းရင်ထဲမှာကိုတဖိတ်ထိတ်ကိုဖြစ်ပြီးတော့အဲ့လိုမျိုးပေါ့နော်ကြက်သိန်းတွေထပြီးကြောက်နေလုံးပဲပေါ့နော်အဲဖြစ်ပြက်လေးတွေကိုအဲငင်းညက်နေရစပြီးတော့ပြောပြပေးပါအောင်ဟာကျွန်တော်တို့ကပေါ့နော်ဒီအင်းလေးဆိုပြီးတော့မိသားစုရဲ့နေကိုဟိုကပြဖို့ဆုံးထားရဲ30ရင်းနေညကျွန်တော်တို့စပြီးပြင်းပြင်းထပ်ပြတာပေါ့နော်ဟုတ်တယ်ဒီကိစ္စတွေထပ်တဲ့အချိန်မှာ33ပိုင်းမှာကျွန်တော်ကမကြည့်ပါဘူးဒီရဲ့ခါကျတော့ကျွန်တော်ကဒီ ိုင်းလက်ပေါ့နော်တိုင်းလက်သွားလိုက်တိုင်းလက်သွားလိုက်လေးစီကစပြီးဖြစ်တာပေါ့အဲ့မှာဒီကျွန်တော်တို့တွေရတော့အလေးလေးပြောက်ပြီးတော့အဲ့ဒီစပြီးတော့ပြတ်တာပေါ့အဲ့တော့ကျွန်တော်ကလည်းပထမတော့ဒီပုံမှန်တိုင်းပေါ့နော်သို့တော့ဖြစ်ချင်တော့ပါရဲ့ဒီကာဒမားဆရာကြီးကလည်းကျွန်တော်တို့ပြောတယ်ပေါ့နော်33ပိုင်းလို့ပါလို့ဆိုတာအဲ့တော့လေဒီကာဒမားကြီးအကြောင်းသုံးနေတာပေါ့နော်ကျွန်တော်တော့ကာမေရအကြောင်းကိုပြောတယ်ပြီးတော့ကားပြလို့ရှိနေပေါ့တော့လည်းအဲ့လိုပေါ့အရှင်းနေနေ မရဘူးပါလိပြောကြတာအဲ့ဒါကျွန်တော်တို့ကလည်းဒီတော့လူငယ်လည်းတည်တယ်မှာရတယ်ပြီးတော့ရုံကြီးရလည်းကျွန်တော်တို့ကအိမ်ရှိဘူးမှယုံကြည်ရှိဘူးတော့ဒါကိုယ့်ရဲ့အတူစင်ကြီးကိုတော့ဆက်သွားတယ်ဆက်သွားပြီးတော့ကြွားချင်တာတတိယနဲ့ပို့ဆိုးတာဆိုးတာပြန်ပြီးတော့ဒါလည်းကျွန်တော်ကလည်းဟိုဒီအိုလို့ပေါ်တန်းပြီးတော့ကျွန်တော်နမ်းမေးရပါတော့ဒီတော့တက်ပို့ပြီးတော့လည်းဒါရာကြီးလည်းရှိတယ်ပြီးတော့အိမ်တော်လည်းရှိတယ်တော့ပို့ပြီးတော့ဒီခါတော့ဒီကိုရလည်းပေါ်တော့ဒီတော့ဒါဟိုညလည်းလို့ကျွန်တော်ပေါ့နော်ညလည်းလို့ကျွန်တော်လုပ်ပြီးလိုက်ဆိုပြီးတော့ပြောတဲ့ခါကျွန်တော်ညလည်းလုပ်ပြီးရခင်ဗျအဲ့ဒီအချိန်မှာပေါ့လက္ခဏာညင်သွားတယ်ပေါ့ဒီလည်းပြီးတော့ ထပ်ဆိုးလာတာပေါ့နော်ထပ်ဆိုးလာတဲ့အချိန်မှာကျွန်တော်ကမများတော့ဘူးပေါ့နော်မများတော့ကျွန်တော်လည်းဖြစ်တဲ့အတွက်ပြီးတော့ပါလာတဲ့လူကလည်းပုံမှန်လည်းနေနေလည်းကများတာပေါ့နော်သူမရဲ့ဟိုပါပေါ့နော်သူကနေပြီးတော့ဆက်စားကြည့်33ပိုင်းမရောက်ခင်ကျွန်တော်တို့က price တက်လို့တည်းကကျွန်တော်အိမ်မက်မကောင်းဘူးအိမ်မက်မကောင်းတာဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အိမ်မက်ထဲမှာဒီအင်းလေးသွားဖို့အတွက်လမ်းခီးမှာမကောင်းဆိုးဝါးတွေကကားကိုဝိုင်းဆွဲကြတယ်လှေကိုဝိုင်းပြီးတော့အောက်ကနေတုံးပြီးတော့မှောက်ကြတယ်ဆိုတော့ကျွန်တော်အိမ်မက်မက်တယ် မတော်ကျွန်တော်လင်းမြတ်နေကိုချက်ချင်းဖုံးဆက်တယ်ပေါ့နော်ဒီလေးလို့ဒီခရီးသွားမယ်ဆိုလို့ရှိရင်တော့မင်းခြေလေးကြောင့်လောမမစားနဲ့တော့ပြီးလို့ရှိရင်အရက်တင်စားလောမမတောက်စားနဲ့အကောင်လုံးရှောင်လိုက်တော့မင်းတို့တစ်ဖက်လုံးအလူကန်နဲ့တစ်ဖက်လုံးအကောင်ရှောင်လိုက်တော့အခုအိမ်မက်လုံးမမကောင်းဘူးဒီခရီးလမ်းစီကငါတို့အတွက်မကောင်းတဲ့နမိတ်ကိုပြနေတယ်ဒါပေမဲ့ငါတို့ကပရိသတ်လုပ်တဲ့အတွက်ကြောင့် ဒီလိုကြုံကောင်းကြုံရနိုင်တယ်ဆိုပေမဲ့လေဒါပေမဲ့ဒီပရိသတ်အလူကြောင့်အောင်းနိုင်မယ်ပေါ့နော်အဲ့လိုမျိုးပြောတော့ तू ကနေပြီးတော့ကိုကြီးကနားထောင်မယ်လေကျွန်တော်စကားနားထောင်မယ် तू အဲ့ဒီကစားပြီးအဖွဲထဲမှာမစည်းကပ်နေထုတ်တယ်အမဲရမဝေးရခြေလေးတောင်မစားရအမဲသားပေါ့နော်အဓိကအမဲသားတွေပဲမစားထားဘူးပေါ့နော်ပြီးလို့ရှိရင် तू ဘေဘီယာရဲ့အရက်တွေဆိုင်မတော်စားရဆိုပြီးတော့မိတ်ထုတ်လိုက်တယ်အဲ့လိုမျိုးပေါ့နော်စည်းကပ်ထုတ်လိုက်တယ်ထုတ်လိုက်ပြီးတော့အဲ့လိုမျိုးပေါ့နော်ထုတ်ထားတော့ကိုကလည်း तू က33မှန်ရတယ်ကျွန်တော်ရှိကဖုန်းဆက်တဲ့အခါမှာကိုကြီးကကျွန်တော်တို့ကားပေါ်မှာတော့ပါလာပြီးတဲ့ အာငါအိမ်မက်ထက်အတိုင်းပဲလို့အာပြောရတာချသိတာအဲအိမ်မက်ထက်အတိုင်းပဲပေါ့နော်ဘလို့ဖြစ်တာလဲဆိုတော့အဲကားပေါ်မှာပါလာတဲ့အသက်ငယ်ဆုံးပေါ့နော်ပရိသတ်လုပ်တဲ့ကောင်လေး तू ကကြောက်တခါမှခရီးမထွက်ဘူးအိမ်မက်ထက်ကသူ့မိန်ကလည်းဒီပရိသတ်ဖွဲ့တဲ့သူသူ့သားလေးကုသိုလ်ရအောင်ရုံတီစိတ်ချပြီးတော့ထည့်လိုက်တာသူ့ကမိရဲ့အဖေကြီးကလည်းလုံးဝဟိုလိုပေါ့နော်ပြောရလို့ရှိရင်ကောက်ကောက်မုံမွေးထားတဲ့ကလေးပေါ့နော်အဲ့လိုမျိုးလေးကလေခရီးလိုက်ရောက်လိုက်ရောက်ပေါ့ तू ကနေပြီးတော့33မိန်မှာစပြောလိုက်တယ်တဲ့အဲပြောတဲ့လူပေါ့နော်ပြောပြောဘာလို့ပြောလိုက်လဲဆိုတော့ဘာကြည့်နေရလဲတဲ့လိုက်ခဲ့လေလို့ပြောလိုက်တယ်အဲ့ကောင်လေးက အဲ့လိုပြောလိုက်တဲ့အခါမှာလင်းမြက်လေးတော့လည်းဘာလို့ပြောရလဲဆိုပြီးတော့မေးလိုက်တော့မေးလိုက်တော့ဘူးမမဟုတ်ပါဘူးဆိုအဲ့ချိန်မှာ तू က33ပိုင်းလေးက तू ကအဲ့တရေကိုသွားခေါ်လိုက်ပြီးရဖြစ်တာပရတော့ကားကြီးပေါ့နော်မမြင်ရတဲ့ပရတော့ကားကြီးကိုဖြတ်တော့အဲ့ချိန်မှာ33ပိုင်းလေးကစပြီးအဲ့ကလေးကအာသူများတွေကိုလိုက်ပြီးတော့နှောက်ရှက်လိုက်မင်းတို့တွေဘယ်လိုပြောမလဲအနှဲကြပြီလားဟမ်တော့ရောက်ထဲမှာတယောက်အဲတော့ရောက်ထဲမှာတယောက်တော့နေခဲ့ရမယ်လို့တယောက်တော့နေခဲ့ရမယ်လို့နော်ဟောပြီးတော့ဒီကားကြီးကဆက်သွားလို့များတော့ဆက်အဲကြံခဲ့ရမယ်လို့အပေါင်းလုံးဘာဖြစ်ရမယ်လို့အပေါင်းလျှောက်ပြောတာပေါ့လျှောက်ပြောတယ်လို့ပေါ့နော် အဲ့ကျွန်တော်ကျွန်တော်ကလည်းဆရာဝန်ဖြစ်တယ်ဆိုတော့စိတ်ချမ်းသာရေးများ तू အဲ့လိုဖြစ်သလားပေါ့နော်ကျွန်တော်ကတော့စမ်းဆက်စမ်းသက်စစ်ဆေးခိုင်းတာပေါ့နော်မဟုတ်ဘူးကိုကြီးတဲ့ तू ပါတဲ့အဲ့လိုမျိုးပရိတ်ရည်ပါရည်နဲ့ဖျားစာရည်ပိုင်းရွတ်လိုက်လို့ရှိရင်ငြိမ်ချသွားတယ်တဲ့စိတ်ချမ်းသာရေးမကောင်းတယ်လို့ဆိုရင်တော့အများနဲ့မဲ့អော်နေမှာပေါ့လေဒါပေမဲ့ပြန်ပြန်ပြီးတော့ထထဖြစ်ဖြစ်လာရတယ်သူတို့တွေကလည်းအဲ့အဲ့ကောင်လေးကိုပေါ့နော်အမြန်လမ်းလေးပို့မလားဆိုတော့အဲ့ကောင်လေးကပို့လိုက်ပြန်ရင်လေ तू ကအမိုက်ဘယ်လိုသဘောလဲဆိုတော့တရေ ပရဘောကတာရဲ့သဘောအကျတော့ဒီခနာကိုမရှိလို့ရှင်တခြားခနာကိုဝင်မဲ့ပုံစံမျိုးရှိရဲ့ဒီကောင်လေးကိုပြန်ပို့လဲနောက်တစ်ယောက်ကိုသူကဆက်ပြီးတော့လိုက်ပါတယ်အဲ့လိုမျိုးဆိုတော့ဆရာဘန်းကြီးတို့ကဒီဘာသာရေးရဲ့အရာလုပ်တဲ့ပရိသတ်လဲတားအစစ်တော့ဆရာဘန်းကြီးကိုဖုန်းဆက်တော့ဆရာဘန်းကြီးကသူနဲ့ငင်းနေပေါ့နော်လိုက်လာကြပြီတဲ့အဲ့ပထမခေါ်လိုက်တဲ့ပရလောကကနေတစ်စစ်တယောက်ပြီးတယောက်ကားပေါ်ဟုတ်အေးနေမှာရေကျွန်တော်တို့ကခင်းလို့ရှိရင်ဘူးဆိုလို့ဘူးဆိုလို့ဒီကတိပါလားဘူးပြောရအောင်အခုကောင်းအောင်လာကြကျွန်တော်တို့တွေက ပို့တော့ပို့ပြီးသင်ပြောလာပါပြီးသင်ပြောကျွန်တော်ကောင်းတာတော့လာပါကောင်းတာတော့လာပါကောင်းတဲ့ပွဲနဲ့ကောင်းတဲ့ပွဲနဲ့တိုင်တယ်ကျွန်တော်ကောင်းတဲ့ပွဲကိုတိုင်တာပါအဲ့လိုပို့ကျွန်တော်တို့လာတကယ်လို့တော့ဒီမကောင်းတာလုပ်နေလို့ရှိတော့အားကြီးကတော့တို့တွေတော့မတွေ့ရတဲ့ဒါကတော့အခုကောင်းလာတာကကျွန်တော်တို့ခြေလေးရောက်တော့မှသာပေါ့မှအေးတကယ်လို့ခြေလေးကောင်းလာစားမယ်လို့ရှိတော့ကျွန်တော်တို့ဟုတ်ကာအက်ဆီဒန့်တွေပါဖြစ်ကုန်ဖြစ်မှာအိမ်ကလည်းကျွန်တော်ကတော့ဖြစ်ပါရဲ့အဲ့လိုမှတ်ထားတာပေါ့နော်ဒါနဲ့ဟိုကျွန်တော်တို့ခါပြီးတော့ဒီလိုပေါ့ကျွန်တော်တို့လုပ်ရရှိတာလေးတိတ်တာမပြောင်းသေးဘူးကျွန်တော်ကတော့ဟိုဝင်ပြီးတော့ဒါကျွန်တော်က တို့ကိုသွားတယ်တို့ကိုသွားတယ်တို့ရဲ့ကျွန်တော်ကအားဆက်ပြီးတော့ပေါ့တို့ရဲ့ကျွန်တော်တို့အားဆက်ပြီးတော့ပေါ့ဒါတော့ပေါ့ဒီခဏပြောတဲ့ဒီပေါ့ဒီကျွန်တော်တို့လူတွေတော့ဘာဝါဆိုတော့ပုံမှန်အားဆိုကျွန်တော်မပြောဘူးပေါ့နော်ဘုံကကျွန်တော်တို့ကိုယ်ကလည်းပုံကြီးတယ်ပေါ့ဒါပေမဲ့ဒီခေတ်ရအဲ့ဒီကလေးလေးပေါ့အဲ့လိုပါပြောတာစမ်းစမ်းလေးဖြစ်လာနောက်တကွာအဲ့ကလေးအပြင်ကိုသူတို့အသားပေါ်မှာပါလာတယ်တောင်ပါလေးနဲ့ကောင်လေးပေါ့နော်တောင်ပါလေးနဲ့ကောင်လေးတယောက်ကဘာနေလဲဆိုတော့မိန်းမတယောက်ကမှတ်တိုင်မှာရှာအရှိန်သူတို့ထုတ်ပြလာရက်ပြီးတော့တရောင်းကြည့် ရှာအဲ့လိုဗဇတိကပြောရှာရည်တာတကယ်ကြီးလားတော့တကယ်ကြီးလားဆရာရဲ့မလိမ္မာဘူးလေတကယ်ကြီးပါလေသမီးသမီးတို့တယောက်စလုံးကိုတွေ့တာတယောက်သေးသေးတောင်မှဒါကလိမ့်နေပေါ့နော်နှစ်ယောက်လုံးတပြိုင်တည်းတွေ့တာရှာဦးမှတို့အခောက်လိုက်ကြည့်ဘူးအဲ့လိုကြီးထုတ်ပြရတယ်တို့33ပိုင်းနေစပြီးတော့အကုန်ပါလာတာပေါ့နော်အဲ့ဒါတင်ထားကြရင်နော်တကယ်ပဲဟုတ်ပြောနေနော်အမြင်နဲ့ကဟိုတန်းပါလေးရအောင် ောက်ကစီးသွားတာယောက်ျားလေးတယောက်ပဲဟာမျက်နှာမပြဘူးအဲ့ဒီကျိုးနဲ့အဆိုးနဲ့ဘာလို့ဟာပြီးတော့ပြီးတော့မွေးနဲ့လည်းကျွန်တော်ရတယ်မွေးနဲ့ရတယ်ပြီးတော့ဒီချားပေါ့ဒီပုတ်ဆော်ပုတ်ဆော်နန်လာလေးပေါ့နော်အမေရောဆရာတို့ရောက်ပါဆရာတို့ကဝိုင်းပြီးတော့ဖုံးဖုံးနဲ့ထုတ်သေးတယ်ကလောမှာကလောမှာဖုံးကြည့်နေထုတ်တော့တော့ကျွန်တော်အေးလေးညီပြီးတော့ကလောမှာတည့်ရပေါ့အဲ့လိုညအိမ်မှာတော့ခေးရန်ကန်းတော့မလာညကတည်းကစဉ်းစင်တော့ပေါ့နော်အဲ့လိုလေညကဖြစ်ခဲ့တဲ့အခါတော့ကျွန်တော်မနေ့ကမှပေါ့အေးလေးစဉ်းနေပြီးတော့အဲ့လိုမျိုးတော့ထားတာပေါ့နော်ဒါနဲ့ဖြစ်ချင်တော့မှရဲ့အဲ့လိုမျိုး ဒီကလောင်းကျွန်တော်တို့ဟိုတယ်ရောက်ခဲ့ပါလေခရီးကိုထပ်ပြီးတော့အဲ့ဒီလိုဒုက္ခတက်ပြီးတာပေါ့ကျွန်တော်တို့ကလည်းပြီးတော့အေးရီတွေလည်းပါတယ်ဟာရဲ့ပုံကူပေါ့လက်ပတ်ချိုးလေးခရီးကိုကျွန်တော်ကပီစာလေးလုပ်ပြီးတော့ခရီးစာလေးပေါ့နော်တိတိလေးပြန်ပို့တော့အဲ့ဒီကျွန်တော်တို့တော့အရင်ကောင်းထိနိုင်ခဲ့တာပေါ့ထိနိုင်ခဲ့ပြီးတော့ပုံကြီးကမှကျွန်တော်တို့အစင်းကိုရှောက်ပြီးတော့လာဒီဖြစ်တဲ့ဆိုင်ကြောင့်ပြန်လာတာဒါကြောင့်ပြန်လာတယ်ခမိုင်းချိုးတွေပါတယ်ဒီချီပြီးလိုက်တယ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီနောက်တစ်ခုထူးခြားတာကတော့ဘာလဲဆိုတော့ခုခုကိုပါတိုက်ဆိုင်နေတဲ့အဲ့ဒါဟိုတယ်ကျွန်တော်တို့ကားလေးချိန်ပါလေဟိုတယ်ကလည်းဟိုကရှောင်းပြီးတဲ့အချိန်မှာနောက်ဆုံးအဲ့ဒီဟိုတယ်အခုတော့ဟိုတယ်ကတော့အိမ်လုံးနေပြီလို့အိမ်လုံးစံမျိုးလုံးနေလို့ပါတော့ဟိုက ဟုတ်လားဘုံနားလည်းမရှိအဲ့ခေါ်တယ်ဟာတရားမှလည်းမရှိဘူးတရားလည်းတရားမှလည်းမရှိဘူးကျွန်တော်တို့ရဲ့လူတွေဘယ်ရောက်မှမသိဘူးအဲ့လိုဖြစ်နေတယ်။ဒါပဲကြတော့သူစုတာဒပင်းနဲ့ပုံတွေပဲအဲ့မှာချိန်ရတာ။ဒပင်းနဲ့ပုံတွေကကျွန်တော်တို့ကြည့်တယ်။အဲ့မှာကျွန်တော်အိုက်ထော်နေတဲ့ပုံတွေကိုပြည့်ပြီးချိန်ဆက်တယ်။အဲ့ဒါဆက်တယ်ကျွန်မအဲ့ချိန်ကိုမင်းမတော့အိုက်ဆုံး hotel ဒီ hotel ready ကိုသူတို့ကပါလာ hotel မှာ hotel ready ကို ring out ကနေပြီးတော့အဲ့လိုလက်ကြီးလာခေါ်တယ်ကျွန်တော်လည်းအခွင့်အရေးအဲ့ဒီအကြောင်းကြားလာပါပြီးရပြောခလေးတကားတွေကိုညာကျွန်တော်တော့ခတ်သိမ့်တယ်ကျွန်တော်ခလေးကစားမယ်ပြန်လဲပြန်လာတော့ အဲ့ဒီကားကိုခုကျွန်တော်တကားတစ်ခုပဲတော့ခါအမှန်တကားတော့ကိုဆိုတာဘယ်နှမိုင်းကျွန်တော်ပြန်မယ်လို့လေပေါ့အဲ့ဒီမှတ်ပုံတွေကျွန်တော်ပေါ့တော့ဒီဟိုတယ်မှာဖဲတာပိုင်ရှင်ကတော့တက်ကြီးကြီးပေါ့သူကအဲ့ဒီပေါ့အဲ့ဒီဆိုကျွန်တော်တို့မှတ်ပုံတွေကြိုင်ဘူးဘယ်နှငါးနာရီကျန်ဆင်းပါတော့ကျွန်တော်မှတ်ပုံတွေနဲ့တိုက်ကြည့်လို့မှတ်ပုံတွေကတူလာပြီအဲ့မှာကျွန်တော်လက်လေပါတော့ဟာအားရောပါဆိုတော့ရုပ်ချင်းကားတကားလို့ပြောလို့ပြောရမယ်ချူးချူးဆဆဆိုင်ကြီးချုပ်တာကျွန်တော်လည်းဒါအသက်40ရှိပြီအမရေပြီးတော့ဒီဆရာဝန်တယောက်လည်းဖြစ်တယ်ဆိုတော့ကျွန်တော်ကအမှန်တမ်းပြောလို့ရှိရင်စိတ်ချမ်းသာရေးဘက်ကပဲပိုဦးစားပေးရမှာเนาะကလေးတွေကိုထောင်းပြတာတရက်တစ်စီတော့မဟုတ်ဘူး ဒါစိတ်ချမ်းသာရေးဖြစ်လောက်တယ်ပေါ့နော်ဆံအောင်ကိုရနော်တကယ်တော့ကျွန်တော်စိတ်ချမ်းသာရေးမဟုတ်ဘဲနဲ့တကယ်ကျွန်တော်တို့သိပ္ပံပညာလိုက်လို့မမီတဲ့တကယ်ပြရလောကသားတွေတရားသစင်တွေတကယ်ရှိရယ်ဆိုတာအဲ့ခါကျမှရောင်းသွားတယ်ကျွန်တော်လက်ခံသွားတာပေါ့နော်အဲကျွန်တော်ကိုယ်တိုင်လည်းမယုံဘူးမယုံတဲ့အထက်ပါတယ်ဒါပေမဲ့သူတို့ရဲ့ဖြစ်ရက်သွားတယ်ကျွန်တော်အင်းလေးမှဆိုလဲလေဟိုလေလေဟိုအောက်ကနေဆွဲမောက်တယ်လို့လေလောက်တာအကုန်ပါလာတာအမတေပေါ်ကြီးတွေအကုန်ပါလာတာဒါပေမဲ့ကျွန်တော်တို့တခုမသေးဘဲနဲ့ကံကောင်းသွားတဲ့အချက်ကကျွန်တော်တို့ခြေလေးချောင်းရှောင်လိုက်တယ်အရက်သေးစာမတော့စားဘူးပြီးတော့ကျွန်တော်အမဲမဝက်ဘူး အဲ့သုံးချက်ကပြလောကသားတွေကကျွန်တော်တို့မနိုင်တဲ့အချက်ပေါ့အဲ့တော့ဒီမီဒီယာသစ်အားလုံးလည်းပေါ့နော်အဲ့လိုမျိုးကြုံလာရရဆိုရင်ကျွန်တော်တို့ပြည့်လို့ကြုံလာရရအဲအဓိကပြလာကြီးသားလို့မဲ့ဆိုခြေလေးကြောင့်မစားနဲ့အရက်တွေစားမွေးတွေစေဝါမတုံးဆွဲနဲ့ပြင်အမဲရောက်မဝင်တယ်ပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်ကတကယ်ကိုလက်စစ်ကမ်းပြီးတော့ဟာချချင်ပါတယ်အပြေတော့ကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီအင်းလေးတွေသာပြီးလို့ရှိရင်ကျွန်တော်တို့ကပြီးသွားပြီလို့ဒါကျွန်တော်တို့ကဟိုပါပေါ့နော်လုပ်ငန်းတောင်းဝင်သာပြီးဆုံးပြီပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့ပြန်တိုင်ပေးလိုက်တာတော့ကျွန်တော်တို့ရမဲသိင်းရပြင်မနာရကျွန်တော်တို့ဆက်လက်ပြီးတော့လှူဒန်းမှုလေးလုပ်ဦးမှာဖြစ်ပါတယ် အဲ့ဒါကြောင့်တော့ကျွန်တော်တို့ကလည်းအခုအခုကြုံခဲ့ရတဲ့ကောင်းကိုပဲပြန်နာပြီးတော့ကျွန်တော်သွားကြည့်ဦးမှာဖြစ်ပါတယ်။သွားကြည့်လို့ရှိရင်ဒီကကျွန်တော်ကြံခဲ့တယ်နော်။အင်းကျွန်တော်အပြန်လေး250မှာပါ။250မှာမှာရအစ်စ်ဆိုင်ကျွန်တော်ကြားလိုက်ရပါတော့။ကျွန်တော်ကဟို တကယ်တကယ်ပြည့်ရမှာကျွန်တော်တော့ကြောက်သွားပါတယ်ကျွန်တော် expand ရေးသွားတော့မကြောက်တဲ့လူတော့ကြောက်တယ်ကျွန်တော်တကယ်မကြောက်ကျွန်တော်အကုန်လုံးအခွင့်အရေးအနေနဲ့ကျွန်တော်ထိန်းတယ်ဒီမလေးတို့ညီလေးတို့တာမဖြစ်ဘူးနော်ဒီကလေးလေးပဲကျွန်တော်တိုင်လာတော့ကျွန်တော်မအိတ်ဘူးမအိတ်ဘဲနဲ့မအိတ်ဘူးဝင်လေးမှာကျွန်တော်ကမအိတ်ကျွန်တော်ကမဲ့လေတော့မအိတ်အိမ်ထဲကျွန်တော်ပဲဒီကဆောက်ချောက်တယ်ကလေးကိုစားရစီရကျွန်တော်ကြွေးတယ်ပြီးလို့ရှိရင်တေချာသူ့ကိုတိတ်တယ်ပေါ့နော်အခုဖြစ်တော့မှကြောက်တော့ပေါ့အဲ့ဒါနေရာထွက်ရမှာကြောက်ရပုံပြောရတဲ့အချိန်ကျွန်တော်တကယ်ကြောက်စရာကြီးနော်ဟိုဘယ်လိုလဲတော့ကြောက်တယ်ခုချိန်ကြီးအားရတယ်ယောက်ျားလေးကိုတနေ့တိုင်းအချိန်ကြာလာမှလေးပေါ့နော်အဲ့လိုပြောတာပေါ့မိမတယောက်မိမနဲ့တောင်တိုင်းပြောတာပေါ့မိမလည်း အဲ့ဒါကြောက်ရတယ်အေးတဲ့ငါအလုပ်ရှိနေတယ်ဟိုတနေ့ကတော့ပြန်ရောက်မယ်ဘောနော်အဲ့ဒါကိုပြောလိုက်တာအဲ့တိုင်ကကျွန်တော်လာတယ်ဟိုကတော့နေသွားတယ်ကားစီရပြောလာတယ်ကားစီရလည်းမဟုတ်ဘူးပြန်နေတယ်ဘောအဲ့လိုကြောက်ပြောကားစီရလည်းဒီပြင်းပြသွားတယ်စိတ်လေးနေတယ်တခြားကားကိုလည်းပြင်းပြလိုက်ပြောတယ်ပါလာပါလာဟုတ် အတော်လဲပါတယ်အပြည့်လဲပါတယ်ဘောနော်ဒီလိုပြောနေမှာအဓိကတော့ကျွန်တော်အဲ့ဒါပြောနေတာကခဏဒီကိုပြောနေတယ်ကျွန်တော်တို့လူတွေကတော့ခီးပါရဲ့ဘာသာလူချင်းတော့ခဏဒီကိုပြောနေတယ်လူစက်တုံးရောက်မသွားနဲ့စက်တုံးရောက်မသွားနဲ့ခြေလေးတော့မစားနဲ့ဒီအမေရောက်ဒီမဝင်နဲ့အရက်တေစားဘောနော်ဒီလိုပဲနော်ဆွဲတယ်ဘောနော်ဒါပြောချင်ပရာဟိတဆိုရယ်စိတ်ကိုပဲထားတော့အောင်အောင်နိုင်မယ်လို့တော့ထင်တယ်ကျွန်တော်တို့ဒါမသေးပဲနဲ့ဒါတော့တော့ဒါတော့တော့ကန်ကောင်းလာကျွန်တော်တို့တော့သေနေပြီသေနေပြီဆိုတော့ကျွန်တော်တို့လည်း explain နဲ့ပြန်တယ်သူတို့လည်းကားလေးတော့မလားကျွန်တော် explain နဲ့ပြန်တဲ့အချိန်မှာအရှိမအားတဲ့၃ယောက်၃ယောက်၃ယောက်ဆိုပြီးတော့ကားစီက brake စောက်အောင်လိုက်တယ် စောင်းလိုက်တဲ့ချိန်မှာအဲ့တော်ကဘာမှမရှိဘူးလူလည်းမဟုတ်ဘူးအဲ့မှာရှေ့ဘင်းကြီးထောင်သက်သွားတယ် express ကရွှေရုံလေးကထောင်သက်သွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တာကြီးကကျွန်တော်တို့ကြုံခဲ့ရတယ်ဒါတော့မှကျွန်တော်တို့ကသူတို့လက်သွားတာမဟုတ်တာမှတပွဲလည်းဖြစ်တဲ့သက်ကြောင့်ကြုံခဲ့ရတယ်ပေါ့နော် ောက်လိုက်ချင်တော့ဒီပုံကတော့ကျွန်တော်ခဏပြောတယ်အောက်ကလည်းကျွန်တော်ပြောပါစိုးပေးတယ်ဒီအင်းလေးကြမှာလည်းဒီကအရှိ့ကိုပေါ့အဲ့လိုဆက်ပြီးတော့ကျွန်တော်လည်းဒီလိုလည်းဘူးလည်းခဲ့ပေါ့နော်သူ့စီကပေါ့အဲ့လို message ပို့လာတယ်ပေါ့ message ပို့လာတော့အဲ့လိုအင်ဂျင်ခဏတောက်ရှိတယ်မှာရခဏတောက်ရှိတယ်အခုဒီကောင်းတာပေါ့အဲ့လိုနည်းနည်းပေါ့ရုပ်အပ်တာလေးတွေပြန်ပြီးတော့ပြန်လည်းကြောင်းပြီးတော့ပြန်လည်းပါအဲ့ဒါကျွန်တော်တို့ကလည်းလုပ်ပေးမယ်ပေါ့နော်ပထမအင်းလေးပြီးကျွန်တော်နားလိုက်ပါနားတော့မယ်ပေါ့နော်ကြောက်လဲကြောက်သွားတော့ လမ်းပေါ်ပြန်ထပါပါမယ်ဟိုလမ်းပေါ်ပြန်ထပြီးတော့ပြန်အလူခံတယ်ပေါ့အလူခံပြီးတော့ကျွန်တော်ကနေပြီးတော့ဒီရားတဲ့ငွေပေါင်းကိုရအောင်ပြီးကျွန်တော်ကနေပြီးတော့ဂျမဲတဲ့တက်တာကိုကျွန်တော်ပြန်ပြီးတော့ပတ်သူပေါ့အလူကြီးလုံးထားတယ်ခင်ဗျာကျေးဇူးကနေလည်းကျွန်တော်အလူပေါ့လူခံတယ်လို့တော့ကျွန်တော်မြည်တော့ဒါနဲ့လည်းကျွန်တော်ဒီရားနေလည်းကျွန်တော်ပြောချင်တာကတော့ကျွန်တော်ဗီဒီယိုလေးပေါ့ပေါ့အဆောင်ကြီးနေတဲ့ question တော့ဒါတော့ပဲဒီဒီကိုပဲဒီလူဆိုပေါ့ဒီပေးတော့ပါတော့ဒီရားတဲ့ပတ်စံတွေပေါ့လို့ကျွန်တော်ကဒီဂျမဲတဲ့တက်တာကိုကြောက်ရောက်ပြီးတော့ကျွန်တော်ပတ်သူပေါ့နော်အဲ့ဒါ Okay ပါကျွန်တော်ကတော့ဒီကဒီ ွဲဒီကိုဖိုင်ရပါတော့ကျွန်တော်ပြချလေးပြန်သိနေတယ်ပေါ့နော်ဒါအခုရှင်နေလည်းမမြအောင်ပေါ့ကျွန်တော်လမ်းပေါ်ပြန်ထွက်တဲ့ခါမှာလည်းကျွန်တော်တို့ကိုဝိုင်းပြီးတော့ပါတယ်ဒီကိုလေးတွေပြီးတော့ပေးကြပါတော့ဒီမှန်လေးထည့်ပြတော့ပေါ့နော်အားရခေါင်းနဲ့စပြီးတော့အိုင်းပေါ်ကလည်းအဲ့လိုမျိုးပေါ့အားရခေါင်းနဲ့စတယ်ကျွန်တော်တို့ဝိုင်းပြီးတော့ဒီလမ်းလေးပါလို့ကျွန်တော်အားရပြီးတော့ပြောချင်ပါတယ်ဒီအားရခေါင်းပါတယ်ကျေးဇူးပါအားလုံးကျေးဇူးတင်ပါတယ်ဧတလီယောနော်ငှင်းဘေးတော့သူသူနေဝင်နော်ပရောဂျက်နဲ့ဂျုံတွေရဲ့ပုံရောက်ရုပ်ခံနေဖြစ်တာဆိုအဆုံးချိပြီးတဲ့အတွက်အားလုံးစုစုတင်ပါတယ်ဝင်စားကြပါ တရားသိစင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနေ့စဉ်နဲ့ပုံမှန်ဆက်ပြီးပြပြတော့ကျွန်တော် YouTube channel လေးကို subscribe လုပ်နိုင်နဲ့ subscribe လုပ်တော့ပြချက်ပါနော်အလုံးစုံတူပါနဲ့